်မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအပန်းပြေသုံးပါရာမော်တာပင်တိမ်မင်းတမန်ဘုံကျဲလက်နဲ့ဖြစ်နေဟုတမ်းမကြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အပန်းဖြေရာတွင်အုံပြုတ်သည့်ပါရမော်တာကိုပင်စစ်တပ်ကလက်နက်အဖြစ်အုံပြုတ်ကရှက်သားပြည်သူများဘုံကျဲတိုက်ခိုက်နေကြောင်းတမ်မကြီးဦးကျော်မှုထုံးကပြောပါရသည် အော်တိုဘာလ21ရက်ကုလသမဂ္ဂတွင်ကျင်းပသည့်နျူကလ িয়ার လက်နက်ဖြတ်သိမ်းဆိုင်ရာဆွေးနွေးပွဲ၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြေတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားစဉ်ပါရာမိုတာကိုပင်လက်နက်ဖြင့်အသုံးပြုနေသည့်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်ဖြင့်သာအသုံးပြုလိမ့်မည်ဖြစ်ကြောင်းလည်းဆိုပါသည် တန်းရွှေကဆာလိုမြောက်ကိုရီးယားကိုတိတ်အားကြကြတဲ့နျူကလ িয়ার တာပိုင်ရင်အမေရိကန်လည်းဂရုစိုက်စရာမလိုတော့ဘူးဆိုတာမျိုးနျူကလ িয়ার တာပိုင်ရင်တရုတ်ရောအာဆီယံရောအကုန်ပက်ချင်းချောက်ပြစ်မယ်လို့မဟာလာကအိမ်မက်မက်နေပုံရှားတဲ့နျူကလ িয়ার ဆိုတာလောက်စလုံးထုတ်တလောက်လွဲတယ်လို့ထင်နေသလားပဲဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တို့ကပြောပါရတယ်။ စေယုစုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်သည့်နိုင်ငံတနိုင်ငံနှင့်ပူးပေါင်း၍နျူကလ িয়ার စွမ်းရင်အစီအစဉ်ဟုအမိတက်ဆောင်ရွက်နေမှုအပေါ်အလေးနက်စိုးရိမ်မိကြောင်းနျူကလ িয়ার စွမ်းရင်ကိုငြင်းချမ်းစွာအသုံးပြုရန်ဟူသောယူဆသည့်စေယုစုနှင့်အပြန်လည်ဆန့်ကျင်ဘက်ဖြစ်သည်ကိုတတိပေးပြောကြားလိုကြောင်းလည်းတမ်းအမဲကြီးကဆိုပါသည် ဆက်လက်ပြီးတမ်းမကြီးကစေအုစုပြုလုပ်ရန်စီစဉ်နေသည့်အတို့ရောင်လိညာရွေးကောက်ပွဲကိုပံ့ပိုးမီမြေတီနိုင်ငံတကာအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုများသည့်စေအုစု၏အနေရရှိသောနျူကလ িয়ার ရှင်မှန်းချက်များအကောင့်ထဲပေါ်နိုင်ရန်တဆင့်တိုး၍နှိကက်သွားစေမည်ဟုထပ်လောင်းပြောကြားလိုကြောင်းလည်းဆိုပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်မပြုကြဘဲအာဆီယံလွှတ်တော်အမတ်တွေတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU နီလာခံကိုတက်ရောက်လာတဲ့အာဆီယံနိုင်ငံတွေကလွှတ်တော်အမတ်တွေဟာစစ်ကောင်စီဂျင်မာမေရွေးကောက်ပွဲကိုအသိမဲ့မပြုချဖို့ဆောင်းနေကြပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ IPU နီလာခံကိုတက်ရောက်လာတဲ့အာဆီယံလွှတ်တော်အမတ်တွေဟာနိုင်ငံတကာအတိုင်းဝိုင်းအထူးသဖြင့်ဥရောပသမဂ EU နေဖြင့်မြန်မာပြည်ရေးကိုအာရုံစိုက်ကြဖို့မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီကြဖို့နဲ့စစ်ကောင်စီဂျင်မာမေရွေးကောက်ပွဲကိုအသိမဲ့မပြုချဖို့တောင်းဆိုခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလွှတ်တော်အမတ်တွေဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့ကြီးညာခဲ့ပြီးအဲ့ဒီအတူရောင်ရွေးကောက်ပွဲတွေဟာမြန်မာပြည်သူတွေအတွက်သာမကလူ့ခွင့်ရေးဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေဆက်လက်ခိုင်မာဖို့အာဆီယံဒေသတွေနိုင်ငံတွေအတွက်ပါချိန်ချောက်မှုဖြစ်တယ်လို့အင်ဒိုနီးရှားလွှတ်တော်အမတ်မာစီခရစ်စ်ဒီဗာရန်ကပြောပါတယ် အထုရောင်ရေကောက်ပွဲဟာမြန်မာပြည်သူအလုံးအတွက်လွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့အာဆီယံလွှတ်တော်လူခွင့်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူမာစီခရတီဘာရန်ကလည်းဆိုပါရမြန်မာပြည်သူတွေရိုဟင်ဂျာပြည်သူတွေကိုပံ့ပိုးကူညီကြဖို့နဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုကြဖို့သူက တောင်းဆိုသွားပါတယ်။မလေးရှားလွှတ်တော်အမတ်ဝမ်ချန်းကလည်းမြန်မာရှင်နဲ့ပတ်သက်လို့ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေအပါအဝင်အဖွဲ့အစည်းတွေတွေ့ဆုံခဲ့ကြောင်းအတည်ပြုပြီးအထူးတကားလှုပ်ဆောင်နိုင်တာတွေဆွေးနွေးခဲ့ကြတယ်လို့ပြောပါရယ်ဒီနေ့ကုန်ပိုင်းမှာကျင်းပဖို့ရှိတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုလက်ခံလို့မရကြောင်းခိုင်မာပြတ်သားတဲ့သတင်းစကားကိုအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီသတင်းစကားကိုတူမီခေနိုင်ငံမလေးရှားကိုပြန်လည်တင်ဆောင်သွားမယ်လို့လည်းလွှတ်တော်အမတ်ဝန်ချန်ကပြောပါရယ် စစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်မပြုဖို့နဲ့ရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေမစင်လို့ဖို့မလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနကိုတောင်းဆိုသွားမှာဖြစ်တယ်လို့လွှတ်တော်အမတ်ဝမ်ချန်ကဆက်ပြောပါရယ်နိုင်ငံတကာပါလီမန်များဖွဲ့ IBU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်ဆင်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတယ်လို့သိရပါရယ်မြန်မာနိုင်ငံမှာ2020ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက် IBU အမှုဆောင်ကောင်စီဟာ2020ရွေးကောက်ပွဲအနိုင်ရလွှတ်တော်မတ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်အောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကိုအတိ ကဆွေးနွေးပွဲမိဖက်ဖြစ်အတိမတ်ပြုခဲ့ပြီးဒီနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားပါတယ်။လက်ရှိဂျနီဗာမြို့မှာကျင်းပနေစဉ်ညီလာခံကိုလည်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဖြင့်ဒေါက်တာဝင်းမြတ်ရင်းနဲ့ဒေါ်စမအောင်တို့ဦးဆောင်တက်ရောက်နေတယ်လို့ CRPH ကအောက်တိုဘာ22ရက်နေ့ကသတင်းထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တင်ကတော့မွန်ပြည်နယ်မှာစစ်ကောမရှင်ရွေးကောက်ပွဲကိုကိုယ်စားလှယ်လောက်250ကျော်ဝင်ပြိုင်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ဝန်ပြည်နယ်မှာအာနာသိစစ်ကော်မရှင်ကျင်းပပြုလုပ်မယ့်အထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ကိုယ်စလင်လောင်254ဦးရှိတယ်လို့စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ ရဲကောက်ဘဲဝင်ပြိုင်ဖို့တိုင်းသားစီလုံးညီညွတ်ရေးပါတီပေါ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီပြည်ထောင်စုချန်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူပါတီပြည်သူရှေ့ဆောင်ပါတီမွန်ညီညွတ်ရေးပါတီရန်နယ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီမြန်မာနိုင်ငံတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့ကကိုယ်စားလှယ်အမည်စင်တင်သွင်းထားတာပါ အဲ့ဒီထဲမှာစစ်တပ်ကြောရောင်းနောက်ခံပေးထားတဲ့ပြည်ထောင်စုကြမ်းခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကမဲဆန္ဒနဲ့နေရ45နေရာလုံးမှာရေကောက်ပွဲဝင်ပြိုင်ဖို့ကိုယ်စားလှယ်လောင်းအမည်စင်တင်သွင်းထားပါတယ်။မော်နိုင်ငယ်ရေးပါတီဖြစ်တဲ့မွန်ညိညိုရေးပါတီကမဲဆန္ဒနဲ့နေရ38နေရာမှာရေကောက်ပွဲဝင်ပြိုင်သွားဖို့ရှိနေပြီးဥကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကမဲဆန္ဒနဲ့28နေရာမှာရေကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်။ဒေါ်တက်တက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကမဲဆန္ဒနဲ့ နေရ30မှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးကျောင်းဖြူပါတီလိုလူသိများတဲ့ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်နေရ73နေရဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေပါတယ်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကကိုယ်စားလှယ်နေရ52နေရအမျိုးသားအကျိုးစီးပွားထုတ်တက်ရေးပါတီကကိုယ်စားလှယ်နေရ44နေရပုံအမျိုးသားဖွံ့ဖြိုးထုတ်တက်ရေးပါတီတို့ကကိုယ်စားလှယ်နေရ10နေရမြန်မာနိုင်ငံတောင်တူလေသမားဖွံ့ဖြိုးထုတ်တက်ရေးပါတီကကိုယ်စားလှယ်နေရ3နေရတတိပုဂ္ဂလကိုယ်စားလှယ်က10နေရဝင်ပြိုင်မှာဖြစ်ပါတယ် ။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစစ်ကောင်ရှင်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတက်မှာတော့မွန်ပြည်နယ်ရဲ့ကြိုက်ထိုးတထုံမော်လမြိုင်ချိုင်းစုံနဲ့ကြိုင်မျိုးမျိုးနယ်တို့မှာရွေးကောက်ပွဲကျင်းပသွားဖို့ရှိနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကော့ကရိတ်မြောက်ပိုင်းကကျေးရွာတွေကိုစစ်တပ်ဇက်တိုက်ပုံကျဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြောက်ပိုင်းကကျေးရွာတွေကိုစစ်ကောင်မရှင်တပ်ကလေးချောင်းပုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ဘုံကြီးချောင်းနဲ့နေအဆောက်အဦတွေဘုံထိမှန်ခဲ့ပြီးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ကော့ကရိတ်မြောက်ပိုင်း KNU တပ်မဟာခုနှစ်နေမြေထဲမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်မရှင်တပ် BG ရဲ့ပိုးပြီးဦးဆောင်တဲ့ခွဲထွက် DKP ရဲ့အဖွဲ့တို့ပူးပေါင်းပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အပြင် လေကြောင်းကနေလဲဘုံကျဲတိုက်ခိုက်တာတွေမကြာခဏလှုပ်ဆောင်နေတယ်လို့နေမြေကန်သတင်းရှင်းပြတွေကဆိုပါတယ် အော်တိုဘားလ20ရက်ညနေ3နာရီကျော်အချိန်လောက်မှာကော့ကရိတ်မြို့နယ်မြောက်ဖက်ပိုင်းထိထိပ်ပိုးစံကော့ဖန်ရဲ့နောင်မီမိဖားလေးစတဲ့ဂျိဝါတဝိုက်ကိုစစ်ကောင်မရှင်တပ်ကလေရင်နှစီးနဲ့လာရောက်ပြန်ဝဲပြီးဘုံကျဲတိုက်ခိုက်ခဲ့ရာထိပ်ပိုးစံရွာကဖုန်ကြီးကြောင်နဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့တယ်လို့နေမြေကန်တရင်ရှင်းမြစ်တွေကဆိုပါတယ်စစ်ကောင်မရှင်တပ်ကလေချောင်းဘုံကျဲတိုက်ခိုက်တဲ့နေရာတွေဟာတိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲနဲ့ဂျိဝါတွေပေါ်ပြတ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာလို့နေမြေကန်တွေကဆိုကြပါတယ် ်စစ်ကောင်ရှင်တပ်ဟာအောက်တိုဘာလ6ရက်နေ့ကကော့ကရိတ်မြောက်ပိုင်းကနဘူကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်အဲဒီလမ်းပိုင်းအနီးကမြောက်ပိုင်းနောင်းမီနော်ကော်တီစတဲ့ခြေရွာတွေမှာစစ်ကြောင်းထိုးလာခဲ့နေရစစ်ကြောင်းထိုးလာနေခဲ့ရ KNL တော်လန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ် ဒါပြင်စစ်ကောင်မရှင်တဟာကော်ဂရိတ်မျိုးမြောက်ဖက်မြောက်ရီကော်ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းဘက်ကိုလည်းစစ်ကြောင်းထိုးလာနေပြီးလက်ရှိအချိန်မှာစစ်ကောင်မရှင်တစစ်ကြောင်းဟာနောက်နိုင်ရန်ကုန်ခြေရွာဘက်မှာတက်ဆွဲထားတယ်လို့စစ်ရေးသတင်းရှင်းပြတွေကဆိုကြောင်းသိရှိရပါတယ်။ ကွန်ကရစ်မြောက်ပိုင်းကကြေးရွာတွေထဲကိုစစ်ကြောင်းဝင်ရောက်လာခဲ့တဲ့စစ်ကောင်မရှင်တဲ့ BGF ခွဲထွက် DKPA ပူးပေါင်းစစ်ကြောင်းတို့ဟာဒေတာကန်တွေကိုဖမ်းဆီးတာတွေရှိနေတယ်လို့ဒေတာကန်တွေရဲ့နေအိမ်တွေကိုလည်းဖျက်ဆီးပြီးပစ္စည်းတွေယူဆောင်နေတယ်လို့ဒေတာကန်တွေရဲ့ပြောဆိုချက်များအရသိရှိရပါတယ်။